ဒီလိုမင်္ဂလာပါနော်ကျွန်တော်ကတော့5 star လေးရေးမှုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မမိတ်မမေကောင်းကနေတင်းနေစီမှာ line နေရဘလို့မှမကောင်းတဲ့အတွက်ကောင်းကောင်းတင်မရခဲ့ပါဘူးအဲဒါကြောင့်မလို့ခုဒီ YouTube ကနေပဲအမျိုးတွေအတွက်အကောင်းဆုံးဆိုတာတွေကိုချပြပေးမှဖြစ်ပါတယ် ီသွားတဲ့ဘက်ကကျွန်တော်မျိုးတွေအတွက်နော်ခေါင်းဆုံးဆိုတာတွေနဲ့မကြောက်တင်ခံခဲ့ပြီးပါပြီနော်အပိုင်ဆိုတာတွေကြည်ပြေးပေးခဲ့တာပါမျိုးတွေအတွက်တခုမှနော်မထွက်ခဲ့တာမရှိဘူးနော်ပြောချင်တာကပေးထားတာတွေကိုယုံကြည်စွာလှုပ်တဲ့လူတွေဟာမျိုးတွေနော် ဘာမှအမျိုးတွေအတွက်ခက်ခဲရှိစရာအကြောင်းမရှိပါဘူးကျွန်တော်တို့အမျိုးတွေအတွက်အကောင်းဆုံးပေးခဲ့တဲ့ပြီးသွားတဲ့ဘက်ကတညာတနည်းသုံးဘူးပါခွေနော်နောက်ဆုံးအကြိမ်ဒီကိုညာသွားခဲ့တဲ့20တသုံးဟုတ်တယ်မလားလီဂိုနီကြီးလီဂိုနီဘရိက20နဲ့40ထွက်တယ်ဗျာညီကို အဘူးလာမယ်ဆိုတဲ့အပိုင်ပေးခဲ့တဲ့စီမံညီကိုတေချာပေါက်လာခဲ့တယ်အဘူးတော့မလာဘူးငါးချက်ရှိကူအခွေထိုးမယ်ဆိုရင်နောက်ဆုံးချိန်မှာရှစ်ကိုဆိုပြီးထိုးခဲ့ပါကျွန်တော်ဆိုလိုတာကကျွန်တော်မျိုးတွေရာနော်တခုကိုအပိုင်လုပ်ရင်ကိုနော်အပတ်တန်းရှုံးစရာအကြောင်းမရှိပါဘူး ဒီလိုပဲဂရုဝင်တဲ့အမျိုးတွေရာလဲကျွန်တော်တို့အခုမိတ်ဆွေအစ်စ်တွေတချို့ပါတယ်ဂရုအကျိုးမြတ်တရားပေါ့ဆိုတာကိုရရှိဈေးခြင်းလို့ဂရုဝင်တာပြေအဲ့ဒီမှာဂရုမှာအပိုင်ပေးတယ်ဟလာကျွန်တော်တို့အခွေပိုင်ပေးတယ်အလုံးဟိုမွေးကနေပိုင်ပေးတယ်အဲ့ဒါဆိုရင်ကျွန်တော်မျိုးတွေက အဲ့ဒီအခွေမင်းငွေကနမ်းပဲအပိုင်ထိုင်ထိုးရမယ်ကျွန်တော်တို့ပြတ်တာနေနေနေတိုက်ဒီဘာတွေရတော့ဒါကြိုက်တယ်ဆိုရင်ဟိုကာထိုးရန်ထိုးပဲထိုးရမှာပေါ့ဗျာဟုတ်တယ်မလားဂရုဝင်ထားမှာတော့ဂရုရဲ့အပိုင်ခွေကိုထိုးပေါ့ဂရုရဲ့အပိုင်ခွေကဒီဘက်မှာဆိုရင်ကျွန်တော်တို့ဟလား ခွန်သုံးဆိုပြီးထွက်ခဲ့တယ်ဒါကမွေးကနန်းဂရုရဲ့မိန်မွေးကနန်းဒါလည်းဂရုရဲ့မိန်မွေးကနန်းဂရုရဲ့အပိုင်ခွေရဒီမှာတစ်ခွန်ဆိုပြီးထွက်ခဲ့တယ်ဗျာသုံးကြိမ်ထွက်ခဲ့တယ်ကျွန်တော်ပြောတာဇာရီယာဇာရုနဲ့တွားရင်ကျင်းသေးပေါ့အမြန်ရရှိတဲ့ဟာလေရှုံးစရာအကြောင်းဘာမှမရှိဘူးဒီပြဟံမထိုးခြင်းနေဟုတ်တယ်မလားဒီအတိုင်းသွားရတဲ့ဟာပါနော်ဂရုဝင်တဲ့မျိုးတွေကဒါလေးတကူတော့မထားမယ်နော်အခု ဝင်လာတဲ့အခုဒီတစ်ပတ်ဝင်မယ်ဆိုပြီးပြောထားတဲ့မျိုးဟာเนาะဒါတွေကိုတိထားမှအဆင်ပြေပဲเนาะအခုဘက်မှာလည်းကျွန်တော်တို့မျိုးတွေဟာเนาะဒီစေချင်တာအရှုံးနေများနေလို့ဂရုလာဝင်ပါတယ်ဆိုပြီးလာတဲ့မျိုးတွေရှိတယ်ဒီပြင်ဘက်မှာဘာတွေလှုပ်လာပြီးတော့ရှုံးလာလဲဆိုတာကျွန်တော်တို့မသိပေမဲ့အဲ့ဒီရှုံးသွားတဲ့မျိုးဟာ ဥပမာကျွန်တော်တို့တိန်း100ရှုံးသွားတာကိုကျွန်တော်တို့မိုင်းမိုင်းမဲမဲနဲ့ဒီဘက်မှာလာတဲ့အချိန်မှာအဲ့ဒီတိန်း100ရအောင်ဆိုပြီးတော့လုံဖို့တွေမှာစဉ်းစားရမယ့်အခြေအနေတွေရှိပါတယ်ကိုလိုက်မဲ့အခြေအနေကကိုယ့်ရဲ့ငွေငွေအားနဲ့ချိန်ပြီးတော့နော်လုံရမယ့်အခြေအနေတွေကိုဒါကကိုယ်တိုင်ဆုံးဖြတ်ပြီးမှလုပ်ပါလို့ကျွန်တော်ပြောချင်ပါတယ်နော်အဲ့ကြတော့ ဘာဖြစ်ဖြစ်ဒီတပတ်မှာကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးဆိုတာကိုကျွန်တော်တို့ရွေးချယ်တဲ့စီမှာတောက်ကြနေဒီမှာညီအကိုကြထားလို့နောက်အပတ်ဒီမှာဂျင်းသည်ညီအကိုတွေလာအောင်มาဖြစ်ပါတယ်နော်ညီအကိုတွေဂျင်းသည်လာအောင်มาဖြစ်တယ်ဒါပြီးတော့တပတ်ထဲမှာ ဒနီလာနေ့ရဲ့ညဏ်ဤကနန်းနဲ့တောက်ကြနေ့ရဲ့ညဏ်ဤကနန်းဘရိဒီယာဘရိဒူဖြစ်နေခဲ့ရင်အဲ့ဒီဘရိရဲ့စီနီယာကနန်းနေရာနောက်တစ်ပတ်မှာဂျိမ်းတည်ကြတယ်ဒီတစ်ပတ်၄ဘရိ၄ဘရိ တူလာတူခဲ့တဲ့အတွက်၄၅၆ဘူပါခွေကိုကျွန်တော်မျိုးတွေအတွက်เนาะအပိုင်းဆိုတာတခုကိုရွေးချယ်ပေးခဲ့ပါတယ်ကျွန်တော်ပြောတယ်တပတ်မှာမူတွေစိုက်တရာအများကြီးရှိတယ်နော်ဥမာပြောပြရင်40ထွက်လို့ဘာခွေထွက်မယ်20ထွက်လို့ဘာခွေထွက်မယ်ခွန်းတုံးထွက်လို့ဘာခွေထွက်မယ်ဟဟလားချောင်းနှိထွက်ရင်ဘာထွက်မယ်တစ်တုံးထွက်လို့ဘာထွက်မယ်ဆိုတဲ့မူရီမူရီစိုက်တွေနဲ့အများကြီးရှိတဲ့နေရာမှာ ကျွန်တော်တို့အမျိုးတွေအတွက်အပတ်တိုင်းကျွန်တော်เนาะအကောင်းဆုံးဆိုတာတွေကိုရေးချဲ့ပြီးထုတ်ပေးခဲ့လို့အပတ်တိုင်းမကြောက်တင်ခံနေတာဖြစ်တယ်ဒီတစ်ပတ်မှာလဲเนาะကျွန်တော်မနေ့ရက်သူဒီချာလိုက်ဆိုင်စစ်စေးမပေးနိုင်ဘူးလိုင်းတွေကမကောင်းလို့เนาะအဲ့ကြတော့ကျွန်တော်တို့အမျိုးတွေအတွက်ကောင်းလို့ရရတွေပေးတဲ့စီမံနည်းနည်းလေးတစ်ခုနှစ်ခုလောက်တိုက်ဆိုင်စစ်စေးပေးလိုက်မယ်เนาะ ဘာလို့လဲဒါမှဒါနော်တက်တည်တက်ကာရနေမှကျွန်တော်တို့လုတ်ဖို့ပူပြီးအစင်ပြေတာပေါ့ဗျာကျွန်တော်တို့တနင်္လာနေ့ညနေခင်းဗရိတ်နဲ့တောက်ကြနေ့ညနေခင်းဗရိတ်တို့တူးလာခဲ့ရင်နော်နောက်တစ်ပတ်မှာအဲ့ဒီဗရိတ်ရဲ့စီနီယာကိုတုံညတင်းနေ့အခွေရာဒေဂျာဘောက်ကြရမယ်ဆိုတော့ဒီမှာတုံညနေ့ဟလား သုံးညနှစ်ဆိုပြီးနှစ်ခါကြာခဲ့ပါတယ်နှစ်ခါကြာခဲ့ပါတယ်ဒီမူကလည်းပြက်ပြီမရှိဘူးကျွန်တော်မျိုးတွေနော်အဲ့ကြတော့နောက်ကြရင်ကျွန်တော်မျိုးကမယုံဘူးကွာဆိုလိုက်ရှာကြည့်ဩဘီလာကျွန်တော်ကတော့အခုနည်းနည်းပဲအမျိုးတွေအတွက်ပြတာပြတ်တာပေးထားပဲမနော် ကျွန်တော်တို့ဒီမှာတနင်္လာနေ့ညနေရဲ့ break တောက်ကြနေ့ရဲ့ညနေ break ရှေ့ရှေ့ဆိုတဲ့ break to break ဖြစ်လို့နောက်တစ်ပတ်မှာစီနီယာဖြစ်တဲ့693တက်အခွင့်အသေးချပေါက်ကြရမယ်ဆိုတော့ဒီမှာ91ဆိုပြီးတော့ကြခဲ့ပါเนาะချက်ချင်းကြခဲ့တာတွေပါကျွန်တော်မျိုးတွေအတွက်ဒီတစ်ပတ်မှာအပိုင်းဆိုတာတခုကိုလုတ်ပါဆိုရင်ဒါကိုလုတ်เนาะ ပေါ့တာနဲ့နာကျွန်တော်ပြောချင်တာဒါဆိုရှုံးစရာအကြောင်းရှိသလားအေးဆယ်ချိန်မှာဆယ်ချိန်လုံးပေါ့ချင်နေဆိုရင်တော့ဒါမျိုးတွေကန်ချောက်ဘရိတ်ချောက်ဘရိတ်နော်ဘရိတ်တူဘရိတ်ဖြစ်လို့နော်တနင်္လာနေ့တောက်ကြဖြစ်လို့6 9 8 9အခွေရာဒေချာပေါက်ကြရမယ်ဆိုတော့ဒီမှာ ခွန်ရှိဆိုပြီးထွက်ခဲ့ပါတယ်အဲ့ဒီမှာဒါကအမျိုးတွေကเนาะအပိုင်တစ်ခုကိုကျွန်တော်ကပေးထားတာအပိုင်တစ်ခုကိုပေးထားတဲ့စီမှာနောက်ထပ်ဘာလဲသူကဖြစ်တတ်သေးလဲဆိုရင် ါပဲကောင်းပါတယ်နော်ကျွန်တော်တို့မျိုးတွေကနန်းတွေများသွားမယ်ဟုတ်ပြီလားအဲ့ကြတော့ဒီတစ်ပတ်မှာကျွန်တော်မျိုးတွေကတနင်္လာရဲ့အပိုင်ဘရိတ်ဖြစ်တဲ့နော်ဘရိတ်တူဘရိတ်တွေဒူးလာလို့၄၅၆ခုဘူးပါခွေကိုအပိုင်လို့ပါညီကိုတောက်ကြနေမှာကြာထားတဲ့အတွက်နောက်တစ်ပတ်မှာလည်းညီကိုလာဦးမယ်ဒီနှစ်ခုကို အပိုင်လုပ်ပြီးတော့เนาะငွေတွေတည့်ယူဖို့ကျွန်တော်ကအဓိက ပြောကြင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးရီအားလုံးကျမ်းမှချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်အဲ့ဒီနေရာမှာအကောင်းဆုံးတပတ်စာเนาะအပိုင်ခွေနဲ့မိန်းမွေးတွေထိုးကျင်နေဆိုရင်တော့เนาะဂရုဝံလာခဲ့ဖို့เนาะဖိတ်ခေါ်အပ်ပါတယ်ဂရုဝင်ကြီးသတောင်းဝဲနဲ့အတူမျိုးတွေအတွက်အကျိုးရှိတဲ့မူတွေအကျိုးရှိတဲ့အခွေတွေကိုထိုင်ထိုးရင်းနဲ့ စိတ်တောင့်တတာနော်ထိုင်ထိုးလို့ရပါတယ်လို့မျိုးတွေကိုကျွန်တော်ကဖိတ်ကွယ်အပ်ပါတယ်ခင်ဗျာနောက်ပြီးတော့ပြောထားလဲဆိုရင်ဟလာနိခွန်ဟလာနိခွန်လေးอืม နိခွန်ပြီးတော့ဒီမှာကျွန်တော်တို့အလဲပါဝါမူကြောင့်ဟုတ်လားအလဲပါဝါမူကြောင့်နိခွန်တုံညာငါအခွေနော်ဒီမှာမထွက်ခဲ့ပြီမဲ့ဒီဘက်ဒီမှာကျင်းသေးပေါ့လာမယ်နော်ဒါ like ကိုကျွန်တော်မရေးပြတော့ဘူးဒါတခါလေးပြောပေးတာ နေခွန်တုံညာငါအခွေကျင်းသေးပေါ့လာမယ်မူရီဆိုင်တွေရသေးကြပေါ့လာမယ်ဒီ20ကြောက်နေခွန်လေးဂီဗလာလဲအထောက်ရှိထားတယ်လို့ဒီနေ့ဆောင်တူရာကြောင့်တုံညာငါခွန်နေအခွေဆိုတော့သေးကြပေါ့လာမှာနော်အရိယာလဲဒါမှရေးပေးခဲ့ပါမယ်ဗျာဘာလို့လဲကျွန်တော်တို့ရေးထားတာမှတက်သည့်နောက်ကြတော့နော် အဲကျွန်တော်တို့ပြီးသွားတဲ့ဘက်ကခေရလိုက်တဲ့ဟာမို့လို့ချရေးပြတာတေချာပေါက်တူလဲလာအောင်ပဲအချိန်တော့အဲ့ဒီရမှာအဘူးလိုလာမလားပါဝါလိုလာမလားနော်အခွေလိုလာမလားဆိုတာတော့ဂျိုင်းနေတဲ့ရကြည့်လို့တေချာပေါက်တစ်ခုကတော့လာမယ်နော်အဲ့ကြတော့ကျွန်တော်မျိုးတွေအတွက်ဒါတပတ်စာအကောင်းဆုံးနေကျွန်တော်တို့ပေးခဲ့ပြီးပြီမင်းညာလိုက်တွေကဘလို့မှအဆင်မပြေဘူးလိုင်းနေရမကောင်းဘူး Facebook ဘက်ကလည်း line နေမကောင်းဘလို့မှသိမရတော့ဒီဘက်ကနေပဲအကောင်းဆုံးလုတ်ပေးထားတာဖြစ်တယ်เนาะ group ဝင်မဲ့အမျိုးတွေကဒီနေ့အစီစပြီးဝင်လို့ရပြီเนาะကျွန်တော်တို့မနေ့ကလေးကလာမေးထားတဲ့အမျိုးမိတ်ဆွေအစ်တွေเนาะအဲ group ဝင်ရင်တော့အဓိကတီထားရမှာတော့ group မှာပေးတဲ့အပိုင်းခွေအပိုင်းမွေးကိုပဲအဓိကမိန်ထားထိုးပြီးတော့ကျန်တာတွေကကျွန်တော်မျိုးတွေကြိုက်တာ လုံမလုံးချင်းလဲနေကျွန်တော်တို့ကတော့နေတတ်ရောเนาะဖြစ်ပေါ်လာတဲ့မူရိစိုက်တွေအကုန်လုံးကိုချပြပေးမှဖြစ်တယ်เนาะအလုံးမင်္ဂလာပါကျွန်တော်ကတော့5 star လေးရေးမှုပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ပြီးဩပြောချင်တာတခုရှိရယ်ကျွန်တော်တို့ချို့မျိုးတွေကိုကျွန်တော်အမြဲပြောတယ်เนาะကျွန်တော်တို့အပတ်တိုင်းကိုယ့်ရဲ့ကန်စားတာတွေမြင့်တက်စီဘူးဆိုရင် ဘာနီးနဲ့ရရလှုပ်ဆောင်ရမှာဖြစ်တယ်ကျွန်တော်ပြောထားတဲ့ဒီဝတ္တပတိဂါထာတော်လေးတွေရွတ်ဖတ်တရေစေကြပါ နောက်ပြီးတော့ယတေကြီးဥက္ကန္တီရဲ့ကံပွင့်ဇေတဲ့เนาะဓနာဒိဋ္ဌိဂါထာတော်တွေကိုရွတ်ဖတ်တရေစေဖို့ကျွန်တော်မြဲတိုက်တွန်းခဲ့ပါတယ်ဒါပြီးတော့ကျွန်တော်တို့ဖိုင်စတာတို့ရဲ့ trainer ဖြစ်တဲ့เนาะတနင်္ဂနွေနေ့တိုင်းကျောင်းဆင်မြို့မှာရှိတဲ့မဟာရွှေသိန်းတော်မြတ်ဖျားမှာ သွားရောက်တဲ့ပူဇော်တဲ့နော်ဟာရီရှိတော့ကျွန်တော်မျိုးတွေကလိုက်ဝင်ထားတဲ့မျိုးတွေကဂရုဝင်ထားတဲ့မျိုးတွေကနော်နာမည်လေးတွေနဲ့တည်တည်ချာချာလေးရေးပေးထားပါကျွန်တော်တို့မျိုးတွေအတွက်ခေါင်းဆောင်စုတွေတောင်းပြီးတော့ကျွန်တော်တို့စီမရှိတဲ့ညီမငယ်တချို့ကအပတ်တိုင်းနော်အဓိဋ္ဌာန်ပွဲထိုးတာတွေရှိတယ်နော်အဲ့ဒီမှာ ကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးကျွန်တော်တို့ကူညီပြီးတော့နော်ဆူတောင်းပေးမယ်ဒါတွေရှိပါတယ်လို့ကျွန်တော်မျိုးတွေကို ပြောပြရင်းနဲ့နော်အားလုံးမင်္ဂလာပါဒီဘက်ကအမျိုးတွေအတွက်6 5 6 9အပူပါအခွေနဲ့ညီကိုနေကွန်တို့ညာ5အဘူဘခွေတွေကိုပေးထားခဲ့ပြီးပါပြီဒီတည်းရမှ နောက်ထပ်ထပ်မှန်ပြီးတော့เนาะစေအေးလေအေးနဲ့အပိုင်းခွေအပိုင်းမိန်မွေးထိုးခြင်းနဲ့ဆိုရင် ဂရုကိုလာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်နော်ဂရုဝင်ကြီးသတောင်းခွဲနဲ့လူကျွန်တော်အမျိုးတွေကောင်းဆုံးဆိုတာတွေကိုရရှိမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါနော်